အားလုံးပဲမင်္ဂလာပါရှင်။အလင်းအိမ် Audio Books Channel ကနေကြိုဆိုပါရရှင်။ဒီကနေ့မှာတော့ဆီယာမကြီးမှဆန္ဒရေးစိတ်ကူရမရပါဆိုရင်ဝတ္ထုတိုးလေးကိုဖတ်ပြပေးခြင်းပါရရှင်။စိတ်ကူရမရပါ။ဂျာယီတိုအမေဒီမမညိုစိခန်းနဲ့ညံဆောင်ထိုးနေရလောက်တွင်ကြောင်ဖူမီဖုံရောင်းလေသည်။သူပြဟောင်းပေါ်တင်ထားသောမိကြီးခဲရဲရဲလေးများကိုဘဲဘက်လက်ကတစ်ဖြက်ဖြက်ခံနေရင် ညာဘက်လက်ကမူပြောင်းဘူးကလေးကိုအကြံကြီးခြင်းရန်လှည့်ပေးနေကြသည်သူပြောင်းဘူးမိဘုံနံကတင်းပြန့်ပြီးမှုချိုင်းနေသည်ဖြင့်အနံ့ရတိုင်းပူပိုးစားခြင်းစိတ်ပေါလာကြသည်သို့သောတကယ်ဝယ်စားကြည့်ရင်တော့စား၍မကောင်းလာခြင်းပြောင်းကမှကြံပြီးရှင်လဲရင်နေတော့ကြောက်ခဲလေးတွေလိုမာနေကြသည်သွားရီညောင်းလာအောင်ဖီဖီတအားဝါနေရတော့လေချိုးတော့ရတာကိုကရှာ၍မတွေ့ပင်မိပူရဲ့ဘာလို့ဝယ်စားနေရလဲ သူချောင်းတဟုတ်ဟုတ်ဆိုးနေတာမတွေ့ဘူးလားသူ့မာသာတီဗီဖြစ်ရင်တော့နင့်ကိုကူးပြီးသားမှတ်တော့မမညိုကဆူသည်မမညိုပြောမှပူပူလဲတတိထားကြည့်မိသည် သူချောင်းတဟုတ်ဟုတ်ဆိုးနေသည်ကတော့အမှန်ပင်ခြေချောင်းလေးများမှလည်းရောင်အန်းနေတတ်သည် အမချောင်းဆိုးနေရင်တော့ဆေးမတောက်ဘူးလားတခါတော့ပူပူဆန်ဆူဘူးသည်ဇီယာရွက်ရည်ညှစ်ပြီးတောက်တယ်လေသူကပူပူကိုလှမ်းကြည့်ပြီးမပွင့်တပွင့်ပြောသည် စေခန့်ကကောင်းမလေးစီရောက်ရှင်ရီလာပြောရလားဟုထင်သွားမိဆို၏ပူပူကချောင်းစုပြောက်စီလေးပါလေးဝယ်တော့ပါလားဆရာဝန်နဲ့ဆန်းချီပါလားဟုပြောချင်တော့လေဆက်၍မပြောရဲခဲ့ခြင်းဂျာကြီးကတော့အိမ်မာစီယာပင်ဆိုင်ထားတယ်ဗျာဟုဝင်ပြောသည်ကျမကအေးအေးကြောက်တယ်နည်းနည်းအေးလာရင်ချောင်းစိုးတာပဲဒီလိုပါပဲနောက်တော့လဲပျောက်သွားရောယောဂါကြာကြာမနေနိုင်ပါဘူးသူ့ဟာသူနေရတာပြင်းပြီးပြန်ထွက်သွားရော သူကခပ်ပေါ်ပေါ်ပင်ပြောသည်ချောင်းဆိုခြင်းဆိုသည်မှာစိတ်ကူတယံလိုအပ်သောယောဂမဟုတ်ဟုလည်းသတ်မှတ်ထားပုံရလေသည်ချောင်းဆိုခြင်းသည်ယောဂမဟုတ်တော့လေယောဂကြီးတခုခု၏လက္ခဏာဖြစ်နိုင်ကြောင်းကိုပူပူကတွေးမိပြီးပူပင်မိတော့လေသူကတော့ပူဟန်မတူပြောင်းပူဖို့အကြွေစားသွားသူထံမှအကြွေတောင်းရန်မိသွေးဖို့အကြွေဆန်ရန်နောက်တနေ့အတွက်ဆန်ဝဲရန်စသည်စသည်များကိုသာပူပန်နေလေရှိလေသည် သူ့ပြောင်းဖို့ဖို့ကစားလို့တိတ်မကောင်းပေမယ်။ဒီနားကကလေးတွေကတော့စားနေကြတာပဲ။သူ့မသား TV ဒါမှမဟုတ်ကုဆက်ရောကတခုခုဖြစ်နေ။ဒီကလေးတွေကူးကုန်တော့မှာပေါ့။ပိုပိုကမတောက်တခေါက်စေးပညာအသေးကလေးနဲ့စင်စားကစိတ်မတက်မသားဖြစ်နေကြတဲ့။ခေါမုံရောင်တော့တော်မီကခေါမုံတွေပေါ်ကိုဟတ်ချေဟူချေချေချပြီ။တတွေးတွေစင်ကုန်တာမြင်ပြန်တော့လေစိတ်ရှုပ်ထွေးရပြန်သည်။သို့တော်လည်း ဂျီနာကလူတွေကယောဂပီးစနစ်ကိုကောင်းနေတာလားယောဂပြင်မှန်မသိကြတာလားပြင်မှန်သိရင်လည်းမကူကြတော့တာလားပူပူသေးချာမသိတော်ယုံတန်ယုံနဲ့တော့စိတ်ခံမလာတတ်ကြပဲအတော်တန်ဖျားလို့ကတော့ဘယ်ဆရာဝန်ကိုမှစံသက်ခါပေးမနေကြတော့ပဲသူတို့ဘာသာသူတို့ပါရာစီတမောတပြားနှပြားပါမီတွန်တပြားနှပြားဝဲတောက်လိုက်ကြသည်သာဖြစ်သည်အပြားမကြပဲပြန်ပြန်တက်နေသောအခါများကြမှာစိတ်ခံလာတတ်ကြသည် ဂျာတောင်ဒီတစ်ခါပန်နီဆလင်တောက်ဆေးပေးလိုက်လင် နောက်တစ်ခါဖျားပါကဆေးခမ်းမလာတော့ပဲပန်နီဆလင်ဝဲတောက်တက်ကြသည် နောက်ပြီးလေးငါးလုံးတောက်ပြီးယုံနေရက်ချင်းရက်ပြစ်တက်ကြသည် မမညိုကဆေးပတ်လဲအောင်အလုံးကြီးပြအောင်တောက်ဖို့မနေပြောနေရလေသည်အဖျားကပြောင်းနေပြီပဲဗျာအဲ့ဒါကိုဆရာဝန်ကဆေးရီဆက်တောက်ဆက်တောက်ပြောနေတာသူတို့ဆေးမြတ်မြတ်ရောင်းရအောင်ပြောနေတာလားမသိတာဟုတ်ပါဗျာဆေးတလုံးတလုံးဝယ်ရတာနေမှလို့လား တခါကဇေတဲတွင် လူနှစ်ယောက်စကားတင်ဆိုနေကြသည်ကိုပို့ပို့ကြားလိုက်သည်မမညူကိုပြောခြင်းမဟုတ်တော့လဲပို့ပို့စိတ်မကောင်းဖြစ်ရသည်မမညူက သူ့လူနာကိုဆေးပတ်လဲအောင်ဆက်တောက်လိုက်ပါနော်ဟုထုံးစံအတိုင်းမှာနေတဲ့ကြားရလင်ပို့ပို့အနေရခက်လာသည် လူနာကသူ့ဆေးမြမြရောင်းရအောင်ပြောနေတာဟုများချင်းလီမလားဟုဆိုရင်စိမ့်နေညနာရီပူချိန်လာတတ်သည်ငါးချက်တန်နွန်းနွန်းဆယ်တန်နွန်းနွန်းလေးများကိုခါကြတဲ့ကထုတ်ပြီး ဆေးဝယ်သူများကိုဆေးလုံးလေးတွေရည်တွက်ပြီးရောင်းရတာလောက်စိတ်ပင်ပန်းနာကရှိမည်ပင်မထင်မရှိစင်ရဲ့သားများကိုဆေးရောင်းရတော့ဒုက္ခမှကင်းဝေးရပါလို့ဤရှင်ပြာညတိုင်းမအိပ်မီဖျားရှိခိုးလင်ခါတိုင်းတောင်းနေကြစုများအပြင်ပို့ပို့သည်အချက်ပါစုတစုကိုထပ်ပြီးတောင်းနေမိသည်မလဲအတော်ကြပါပြီမိပိုးရင်နင်းကလည်းလေဈေးရောက်ရတာဈေးကြီးတာကိုကြီးကြည့်နေတာကိုဝဲရတဲ့ဈေးကိုလည်းကြည့်ပါဦး ဒီစင်းနဲ့ဝယ်ထားရတာမို့ဒီလောက်နဲ့ရောင်းနေရတာပါဟဲ့မတရားအမျက်ယူတာမှမဟုတ်ပဲမမညောအမျက်မယူကြောင်းကိုလည်းပို့ပို့သိပါသည်လူနာများကိုလကားမကူပေးနိုင်တော့လေအကြံနိုင်ဆုံးစေတနာထားကြောင်းကိုလည်းပို့ပို့အသိဆုံးဖြစ်ပါသည်တလတလဆင်းချုံလိုက်ရင်စေခန့်ကလေးရဲ့တည်တင်ဝင်ဝင်ညီမသားရှိကြောင်းကိုလည်းပို့ပို့အသိဆုံးဖြစ်ပါသည်ထို့အပြင် မမညိုရင်အနှွေးတဲ့ကောင်းကောင်းလေးတစ်ထဲမှမရှိသေးဘူးလေ ိုပိုပင်အတည်ဆုံးဖြစ်ပါသည်တိတ်ချမ်းသာပြီးပစံတွေထားကြရမရှိတဲ့လူနာတွေကိုတော့မဆိုလိုပါဘူးလေဒါပေမဲ့ငါမြင်သမျှလူတွေကတော့သူ့အတိုင်းတာနဲ့သူစူးစမ်းရုံကန်နေကြရတာပဲမမညိုက အနှွေးထက်အသင်မဝင်နိုင်တော့လေအဟောင်းလေးတွေကိုပင် ကြည်ကြည်နက်နက်ဆက်ရွေးဝလေသည်အင်းဟုတ်တာပဲငါတို့မှအသင်မဝင်နိုင်ပေမဲ့အဟောင်းတွေက အကောင်းတွေပဲရှိသေးတာဂျာရစ်တို့အမေဆိုကြည်စမ်းအေးမခံနိုင်မှုသာဆိုရင် သူအနှွင်းကြီးကပေါက်လို့ပြဲလို့ပြောင်းဖို့မပေါ်တော့ရသည်တွင်ကြာရစ်တော်မိသည်ချမ်းမြတ်တော်ကစုံဦးတို့ကိုမိဖို့ရောင်းလေသည် သူကိုကြည်လိုက်လျင်မိကြီးခဲရဲရဲကိုဆလူရက်တောင်ခတ်ဆုပ်ဆုပ်ကလေးနဲ့တဖြက်ဖြက်ရက်ခန်းနေတတ်သီးသားဖြစ်သည်ထို့နောက်ချောင်းတဟိုဟိုဆိုနေကြလေသည်ဒီဇင်ဘာလ၏ချင်းလာသောညတညတွင်ကြာရစ်သည်သူ၏အမိကိုစေခန်းသို့ခေါ်လာလေသည်အမိဖြားတယ်နောက်ပြီးမောတယ် ဂျာယီကာခတ်တိုးတိုးပင်ပြောသည်ညမှန်တမ်းမိပြီဖြစ်သောပူပိုကိုတော့အာကိုဟန်နဲ့လှမ်းကြည့်ပြီး မပွင့်တပွင့်ပြုံပြသည်မမညိုကသူ့အမေကိုစမ်းသက်ကတင်ပေါ်တွင်လဲလျောက်စေကအသေးချာစမ်းသက်သည်အရင်ကဆရာဝန်ပြဘူးလားဟုမေးတော့ဂျာယီကာကောင်းခါပြသည်သူ့အမေကမောရယ်ဆရာမရဲ့ဟုခတ်တိုးတိုးပြောလေသည်ခြေထောက်တွေရောင်းနေတာကိုကြားပြီလားဒီလိုပါပဲရောင်းလိုက်ကြားလိုက်မောရာကရော့ ဒီလိုပါပဲမောလိုက်ပြောက်လိုက်ချောင်းဆိုးတာကရောဒီလိုပါပဲဆိုးလိုက်ပြောက်လိုက်မမညူကတက်ပြင်းငွေငွေချာသည်ရှောင်းအန်းနေတော့ခြေပမုတ်ကိုလက်ညှိုးနဲ့အသာဖိကြည့်လိုက်တော့နှိမ်ဝင်ပြီးအရာထင်ကျန်နေခဲ့သည်ဆေးုံတန်ကောင်းမှထင်နေမဖြစ်ပါဘူးဆီယမရဲ့အိမ်မှာလည်းအလုပ်တွေပုံလို့သူ့ထက်အငယ်နှကောင်လည်းရှိသေးတယ်ကျမကိုဘသူထမင်းပို့ပေးနိုင်မှာလဲဂျာယီတော်မေကကောင်းကိုဖြင်းညွှန်စွာခါသည် ဒီလိုပဲဆေးလေးစားဆေးလေးတောက်လိုက်ရင်တက်တာသွားမှတော့ဆီယမရဲ့ပုံဆိုးလာမှဆိုးလို့ပါမမညိုကတက်ပြင်းဆိုင်ရင်ပုပ်ပုပ်ကိုလန့်ချသည်ဂျာရီကအမေကျွန်တော်ပို့ပေးမယ်လေဟုဝင်ပြောတော့သူ့အမေက နင်းပို့ပေးရင်လည်းထမင်းကိုဘသူကချက်နိုင်မှာလဲနင့်အဖေမိုးလင်းနေဆိုအလုပ်ဆင်းရတာမဖြစ်ပါဘူးကွယ်ဆီယမရဲ့တောက်ဆေးလေးပါလေးပေးလိုက်ပါနော်ဟုပြောသည် ဒီထက်ဆိုလိုက်ရင်တော့စီးရုံကိုသွားပြအောင်သွားရမယ်နော်။ကျမ်းမာရိပ်ဖို့စီးရီသွေးရီစစ်ဖို့လဲလိုတယ်။ကို့မှာယောဂရဲလို့ဖြစ်လာရင်ဒီယောဂပြောက်ဖို့ထက်အရေးကြီးတာပါရှိအောင်ပါလေ။ဒီပြင်ပူစရာပင်စရာတွေကိုမေ့ထားမှဖြစ်မှာပေါ့။တော်ကြအဲ့နဲ့ထွင်ရမှာကိုပစိမ့်နဲ့ပေါက်နေရလိမ့်မယ်။မမညိုကထုံဆန်းအတိုင်းတရားဟောသည်။ကြားရင်နဲ့သူ့အမေကငြိမ်သက်စွာနားထောင်နေတော့လေ။စိတ်ဝင်စားဟန်တော့မတူပေ။သူတို့တွေစီးဖို့တိတ်တန့်နိုင်မှာမဟုတ်ဘူး။ မမညိုကဆေးကလေးနည်းနည်းပပလာလကားပေးလိုက်ရင်သိတ်ကောင်းပါပဲပိုပိုကစိတ်ထဲမှာတွေ့ရင်မမညိုအားငြိချင်နေမိသည်ပိုပိုဤမျက်လုံးမှတစင်အတွင်းစိတ်ကိုလှမ်း၍ဖက်လိုက်မိသောမမညိုကတက်တဲ့ပြုံကနှိပ်ပုံနင်းသိတ်တနာနေသလားဟုတူတူလေးမေးလေသည်ငါဆေးတစ်ခါတောက်နှစ်ခါတောက်လောက်တော့လကားပေးလိုက်မယ်လေအမ်ပါဆလင်အပါဝင်ဆေးသုံးလေးမျိုးကိုပလတ်စတိတ်အိမ်လေးထဲသို့ကိုရိုက်ထည့်ရင်မမညိုကပူပူနာကကပြောသည် ဈာရိတ်ကတော့ဘလို့နေမည်မသိပုပ်ပိုကတော့ဈာမနေပြီးမမညို့ကိုအတော်ကျေစုတင်မိသွားသည်ကဲတောက်ဆေးပေးတာတော့ပေးလိုက်မယ်ဈာမညမလေးကဒီကလေးကိုတန်ရောစင်ဖြစ်နေလို့ဒီတစ်ခါတော့လကားပေးလိုက်မယ်နော်ဒီဆေးဖြူပြားနဲ့အတောင်လေးကိုတော့အိမ်ပြန်ရောက်ရင်ချက်ချင်းတောက်လိုက်အတောင်လေးကနှစ်ခါတောက်ပဲဆိုတော့မနေ့ပြန်ကြရင်ထပ်ဝဲလိုက်နော်တနေ့လေးလုံး6နာရီကြာလေးရက်ဆက်တောက်ရမယ်နောက်ပြီးစီးစီးလေးတောက်ဖို့လိုတယ်ဒါမှအဖို့ကြမှာ စီစီတောက်ရင်ဆလုံးကီတို့အာစီရိုနဲ့တွဲတောက်မှကောင်းပါဆေးတွေကတော့ရေးပေးလိုက်မယ်ဒါပေမဲ့မင်္ဂလာကြီးမှာပဲဝေရမှာပါဆေးဝယ်ပြီးတော့တစ်ခေါက်လာခဲ့လေဘာဆေးကိုဘလို့တောက်ရမလဲကျွန်မပြောပြမယ်မမညိုကဆေးစာတွေရေးပေးသည်ဂျာရစ်တို့သားမိလဲကျေးဇူးတင်စွာဖြင့်ပြန်သွားကြလေသည် အမှန်ကတော့သူယောဂကအတော်ကြီးနေပြီအဲ့နဲ့ထွင်ယုံနဲ့လည်းမရတော့ပါဘူးနှလုံးကလည်းရောင်နေတယ်ထင်တာပဲချက် infection လဲဝင်နေတယ် ဒါမျိုးကဆေးကောင်းကောင်းစားအစားကောင်းကောင်းစားပြီးအေးအေးဆေးဆေးနားယူဖို့လိုနေတာဆေးမစားနိုင်ရင်အနားမယူနိုင်ဆိုရင်ရောမမညိုပူပူကလိုက်ကန်ဆိုမသိဆက်မေတော့မမညိုကပူပူအားမျက်မှောက်ကိုရေးချည်သည်ထို့နောက်သူမနာရင်တေမင်းကအတင်းနာခိုင်းလိုက်မယ်ဟုငေါက်ဆက်ဆက်ပြောသည်မမညိုကဆေးဝယ်ပြီးရင်လာခဲဟုဆိုတော့လေဂျာရစ်တို့သားမိသည် နောက်ထပ်ပေါ်မလာကြတော့ဘေးပူပူကတော့ သူတို့ဈေးရောက်နေကြနေရာလေးကိုလှမ်း၍လှမ်း၍ကြည့်ရင်တတိယနေမိသည်တညာနေတော့ပူပူတို့ညီမတွေစီခန်းတို့အလားတွင်ရေစီလဲတွန်းနေသောကြာရီကိုတွေ့ရသည်လေးလံလာသောရေစီလဲကို အခြားကလေးတယောက်နဲ့အတူအတင်းအားဆိုင်ပြီးတွန်းနေရမှာပူပူကိုမြင်တော့မပွင့်တပွင့်ပြုံပြသည်ဟဲ့ကြာရဲ့နေ့မေသက်သားရဲ့လိုင်းဒီလိုပါပဲစေးရုံမသွားသေးဘူးလားဟင်အင်းကြာရီကကောင်းခါသည် မမညိုက ဆေးရီဝဲတောက်ရလားဟုမေးတော့ဘာမှပြန်မပြောပဲမကြားချင်ဟန်ဆောင်နေလေသည်ထုံနာရီစီလဲကိုဆက်၍မတွန်းတော့ပဲငါမနိုင်ဘူးကွာအဖေလှုပ်လိုက်မယ်ဟုပြော၍အလင်းမြန်ပြေးထွက်သွားသည်ရီရီစူကာကတ်နေသောပစိုးနေမုံတုပ်၍လဲတော့မလို့ဖြစ်သွားတော့လဲပိုပိုတို့အားလဲမကြည့်တော့ပဲဆေးုံကြရင်ရောအဲ့ဒီဆေးရီဝဲခိုင်းပါပဲမဟုတ်လားမမညိုရပိုပိုကလမ်းပြောတော့လဲမမညိုကဘာမှပြန်မဖြေချင်း ကြီးထွက်သွားသောဂျာယီကိုလန်ချင်ပင်သက်ကိုရှိုင်းနေလေသည်။ငါလဲဆရာဝန်လုပ်ရတာစိတ်ညစ်လာပါပြီမိပူရဲ့။ဘာဖြစ်လို့လဲယ။ပူပူသည်။ဘာမှစမမေတော့ပဲ။လမ်းဘေးမှာခင်းရောင်ကစုံပွင့်လေးများကိုငေးကြည့်နေမိသည်။ညနေခင်းနေရောက်ချီအောက်တွင်အပွင့်လေးတွေငုံကားငိုက်ကြနေသောကစုံပွင့်လေးများသည်ပူပူကိုပြန်မကြည့်တော့ပဲမျက်လွာချထားကြတဲ့အောင်ရှိလေသည်လမ်းပေါ်တွင် စိမ်ပြေတဲ့ကစားနေကြသောကလေးငယ်များကတော့ပူပူတို့ကိုဂိတ်ပတ်ပြီးပျော်ရွှင်စွာဟင်အောင်နေကြသည်အနာတိစေရှိဤစေခန်းနှင့်ညီပါဤစေခန်းရောက်တော့ဝေဒနာပြောက်ရောပေါ်တယ်လေနဝဒေ2010ဇန်နဝါရီလဟုတ်ကဲ့ကျမခုဖတ်ပြပေးသွားတာကတော့ဆီယာမကြီးမှဆန္ဒရင်စေကူရေမရပါဆိုတဲ့ဝတ္ထုတိုးလေးပဲဖြစ်ပါတယ်ရှင် ားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်။